အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့မအီတင်ကိုလှူတယ်အိမ်တွေကအိမ်သတ်တာလိုအပ်ချက်ရှိတယ်ဆိုပြီးတော့ဝေဖန်သူကိုတိတိမိမိပြန်ပြောတဲ့ view ဘိုင်းလေးကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာတဲ့ ကမောဘာလို့အမတို့ဒါသားမိလာတဲ့နေမှာအလူရှင်ကဥမိုးတော့ပြင်ပြင်လေးပေါ့နော်တာမိုင်းသူနာချက်တာမောင်းလင်းချက်မှုမိသားစုကနေပြီးတော့မှဘွားတို့ကိုလူတန်းနဲ့အိမ်လေးကပြီးမြောက်သွားပြီအဲ့တော့ဘွားတို့တမီးကသူတို့ရဲ့ကိုစားအလူရှင်ရဲ့ကိုစားဒီအိမ်လေးကိုအပ်လိုက်ပြီနော်ကြည့်ဒီအိမ်နဲ့ပတ်သက်ပြီးတော့မှဘွားတို့ရင်ထဲကပြည်ပြည်စကားလေးကိုအလူရှင်လေးကြောင်းအောင်မျှဝေပြီးတော့ကျေးဇူးတော်များကျေးဇူးတော်များပါအေးအားလုံးကျေးဇူးတော်များပါစီဒီကြလာကြရင် follow ကိုတမန်နဲ့တော့တတ်တိုင်းတတ်တာတော့တော့ ာသနာတူကိုပြောဆိုလို့သာသနာတူနဲ့ဒီဒီစကားအများကြီးပြနေပါစေ။ကဲကျေးဇူးတင်ပါတယ်။ကဲစိတ်ချမ်းသာလား။စိတ်ချမ်းသာလား။စိတ်ချမ်းသာပါညီမလေး။အဲနော်။ဒါဆိုအင်္ဂလိပ်ပြလာအောင်မယ်။မိုက်တင်တော့ဆောက်လို့လူတန်းပေးနေတယ်။မိုက်တင်တို့နဲ့အတူပေါ့နော်။ခုနကတသမီအပေါင်းကနေပြီးတော့မှအာလူတန်းပေးနေတဲ့အင်္ဂလိပ်ရဆိုရင်ဒါမိုက်တင်တို့ဒါဒါပါလေ။โอเคโอเคโอเคပေါ့เนาะโอเคပါတယ်ပတ်ချာလေโอเคလေးပေါ့เนาะဒါကတော့အမေကြီးလိုမျိုးတဲ့နေမယ်ဒီလိုအင်းလေးတွေဖြစ်ပါတယ်မိုက်တင်တို့ဆောက်လို့လူတန်းနဲ့အင်းလေးတွေ ခုနှစ်သားသမီးနဲ့အတူဆောက်လို့လူတန်းတဲ့အိမ်လေးတွေကတော့ဒီလိုအိမ်လေးတွေဖြစ်ပါတယ်ဒါကတော့ရန်ကုန်မြို့ကပိယာကြီးဦးမိုးပေါ့နော်ကပိယာကြီးဦးမိုးမိသားစုကနေပြီးတော့မှအဲ့ဒီလိုလိုင်းပေါ်မှာနော်အရင်နာမည်ကြီးတဲ့ဦးဦးကြီးပေါ့နော်အငယ်တန်းအလူတွေဆိုတဲ့အငယ်တန်းလုပ်တဲ့ဦးကနေတော့မှဒီအပားလို့ဆောက်လို့လူတန်းတဲ့အိမ်လေးဖြစ်တယ်နော်ဒီအိမ်လေးကတော့အဲနောက်ထပ်အလူရှင်တွေဆက်ပြီးတော့မှလူတန်းတဲ့အိမ်လေးရတယ်ဒီလိုအိမ်လေးပါပဲနော်အဲ့ဒါမှအရင်ဒါလေးကိုနမူနာရိုက်ကြတာပါမှာပေါ့နော်ဟိုစားစရာစားစရာမရှိတာ စားကြမရှိဘူးဆိုတာပေါ့နော်ရှာကြမီးစားကြလို့ရတယ်ပေါ့နော်နေစရာဟာအမတန်ရေးကြီးတယ်လူတယောက်မှနေစရာမရှိရင်အရန်တော့ကများတာနော်အရန်တော့ကများစားစရာမရှိတာထမင်းတလုတ်ကဘဲအိမ်တောင်းစားတောင်းစားစားလို့ရတယ်အဲ့တော့ဒီလိုငလင်ဘေးကြီးနဲ့ပတ်သက်ပြီးတော့မှပြက်စီးသွားတဲ့အိမ်တွေကိုမိမိရဲ့လက်လန်းမိတဲ့လောက်ပေါ့နော်မိမိရဲ့လက်လန်းမိတဲ့လောက်ပေါ့လူပေါင်းများစွာအောင်မကဲတင်နိုင်တော့မိမိရဲ့လက်လန်းမိတဲ့လောက်မိသားစုတွေကိုဒီငလင်ဘေးကြောင့်ပြက်စီးသွားတဲ့အိမ်တွေပေါ့နော်အိမ်တွေဒီဒုက္ခတွေအမှန်တကယ်ရောက်တဲ့သူတွေကိုမိမိ ကဲတင်နိုင်ကြလားမိမိတို့ဘက်ကနေပြီးတော့မှအာဘယ်လိုခေါ်မလဲဘယ်လိုစကားပြောမလဲကွယ်ကဲတင်ပေးကြပါလို့เนาะထိထိရောက်ရောက်ကဲတင်ပေးကြပါလို့เนาะဒါဟာကဲတင်မှုအစ်စ်အမှန်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါဘာကုတူယူတယ်ဆိုတာပါလေတော်ရုံနဲ့ကောင်းတယ်ဒီလားတော်ရုံအခုတို့လာပဲယူချက်เนาะကျမကအဲ့ဒီပတ်တာတက်တာကိုကျမအိမ်တလုံးကိုကျမဆစ်လိုက်တဲ့ချိန်မှာအဲ့ဒီအဖြစ်ကိုတွေ့တယ်ဒါပေမဲ့လက်သမားတွေအကုန်လုံးက ဘာဖြစ်လဲ27ရက်နေ့ဆိုသူလာတယ်သူပြန်လုပ်ပြီးတော့ဘူးเนาะပြီးတော့ဒီနေ့22ရက်နေ့ဆိုရကြတော့22ရက်နေ့မှာလည်းသူကမစင်နိုင်ကြသေးဘူးเนาะအဲ့တော့ဒါကိုသူလုပ်တမပြန်စင်နေနေကြတယ်ကျွန်တော်ပြန်တက်ဖို့ကျွန်မညွှန်ကြားထားပြီးစာအဲ့တော့အဲ့ဒီပြချက်ကိုကျွန်မတွေ့ပြီးစာเนาะတွေ့ပြီးစာဒါပေမဲ့ကျွန်မတို့ကဒီနေ့ဘာပြောပြောနှစ်ဦးမှာအလူရှင်နဲ့အလူခံရရှိတဲ့သူကိုအလူရရှိတဲ့သူကိုကျွန်တော်ကဒါပါပြောဝန်တာပီတီဖြစ်အောင်အရင်တင်ပေးလိုက်တာပေါ့เนาะအဲ့တော့ဟို ကိုကိုတိုင်းကမိမိကိုတိုင်းကเนาะတပားသူအတွက်အနှံစိလောက်တော့เนาะအထောက်ပံ့မရပဲနဲ့เนาะဟိုဘေးထိုင်ပြီးပြောเนาะဘေးထိုင်ပြီးပြောအပြစ်တင်ဝိပန်တက်တက်အချင်းနေပြင်ကြပါเนาะအဲ့တော့ဒီစကားကိုတော့ပြပြအောင်မယ်ငတ်လို့လောက်ငတ်လို့တက်လို့မဟုတ်ဘူးလေငတ်လို့လောက်တာဆိုတော့ပြပြမယ်ငတ်လို့လောက်ရအောင်เนาะတမရဲ့တလကိုပိုင်ဝင်ဝေးသည်300နဲ့900အထက်မှာရှိတယ်တလတလဝင်နေเนาะကျမမာလေး အအများကြီးမပြောဘူးရှင်တို့အမြင်သားထင်တာတခုပဲပြောမယ်။ကျမက22ဘိန်ကာကြီး100ရှိတယ်။အဲ့ဒါလေးပဲပြောမှာနော်။22ဘိန်ကာကြီး100ရှိတယ်။เนาะအဲ့ဒီကာကြီးတစ်လဝန်ွေက330အနေဆုံးရှိတယ်။နေဆုံးနေဆုံးเนาะကာတစ်ခေါက်ပြန်လာရင်330အနေဆုံးရှိတယ်။အဲ့တော့အဲ့ဝန်ွေလေးတခုပဲပြောမယ်။เนาะအဲ့ဝန်ွေလေးတခုပဲပြောမယ်เนาะစနေစားရည်ညာပြောဘူး။အဲ့လောက်သဘောပေါက်။เนาะကျမတရားဝင်တက်ထူမိုင်းရှိတယ်။เนาะ အပီတော့စကပေါ်ပါစကားကြီးအများကြီးပြောချင်မို့ငါလိုလုံနေတာမဟုတ်ဘူးငါလိုလုံနေမှာမဟုတ်ဘူးကျမတို့ဒီဒုက္ခတကယ်မြေပြင်းမှာဒုက္ခရှောက်နေတဲ့သူတွေကျမမျက်လုံးနဲ့မျက်ဝါးထင်ထင်မြင်နေတာကိုကျမမကြည့်ရဘူးကျမလုံနေတာကျမအပင်ပန်းခံအော်အနေဆင်းရဲ့အစာဆင်းရဲ့အပင်ပန်းခံကျမလုံနေတာကျမရဲ့အိမ်မှာအေယာကုန်းခံနေမှာကျမတင်းတင်းချစ်ဒုနဲ့နေလို့ရတယ် ါပေမဲ့မြေပြင်မှာတကယ်ဒုက္ခရောက်နေတဲ့သူတွေကိုမျက်ဝါးထင်ထင်မြင်ပြီးတဲ့နောက်မှာကျွန်မလှုပ်တင်လှုပ်ထိုက်တော့ကျွန်တော်လှုပ်တယ်ငါလှုပ်လို့မရဘူး